ဝရဲ့မြင့်မုတ်တော်ကြီးတခုလိုပြိုသွားခွေပြိုသွားပြီးတော့သူများတော့မသိဘူးကို့မှာတော့လောက အမှောင်နဲ့ကြာသွားတယ်ပေါ့စိတ်ထဲမှာထင်ခံစား အပူရုပ်ကိုဟန်လုပ်ပြီးတော့နေနေရတဲ့ဘဝတွေပါうん。 ဆက်ရှင်နေမှာအစာတွေပဲပြန်ပြီးတော့အံ့နေလို့ပြောတာပိုက်ထက်တာနဲ့အဲ့ဒီကပြန်နေလို့ပြောပြောတော့ဒါဆယ်ရနှစ်စကားစီထိုးလိုက်တော့နေတတ်တာပဲနောက်တနေ့ကျတော့စကူကနေဆုံးမနေအဲ့လိုမျိုးဝင်ဖြစ်တယ်ညနေ3နာရီမှာမလုပ်တဲ့အတွက်ဖုန်းလမ်းဆက်တယ်မောင်လေးအမေကတော့ဒီလိုပဲဝင်ဖြစ်တယ်အစာတွေပြန်လာပြီတောင်းအဲလိုအချိန်တွေကတော့မရတော့ဆိုတာသိပြီကျွန်တော်တို့နောက်ဆုံးအချိန်ရောက်နေပြီလို့ဒါမှတစ်ခုပဲရှိတော့ပါလို့ မေကသူ့ရဲ့မွေးလေးကိုသူစောင့်နေတာလားဒါမှမဟုတ်ရင်ငါပြန်လာတော့ပဲသူစောင့်နေတာလားအဲ့နကတခုခုပဲလို့ဒါတော့ဘာသူလာပြီနေ့ကအမေရဲ့မွေးလေးပြစ်မှာပေါ့ဆိုတော့အဲ့ဒီဟာနဲ့ကိုပြန်လာမှာနဲ့အဲ့နကတခုခုသူစောင့်နေတာပဲလို့အဲပြောပြီးရတယ်ခဏလေးပုံချတယ်နောက်တော့ကဖုန်းအောင်ထောက်ဝင်တယ်ဖုန်းလာတော့ဒီမလို့တော့အဘရေတဲ့အဘကတော့အချင်းတွေတိတ်မကောင်းတော့ဘူးတဲ့ ဘောနေဖြစ်လို့ရရင်ဗီဒီယိုကောပြမိမယ်ဘုံပြောလို့ရလားရရသမီးပြလို့ဆိုတော့အဲ့ဒါဗီဒီယိုကောလေးထိုင်ကြည့်မယ်ထိုင်ကြည့်နေနေသူတက်ရှူလေးလင်းငါးကလောက်ရှူရရှူပြီးတော့ဒါပါသွားတော့ထွက်သွားတော့ညင်ညင်သာသာလေးထွက်သွားတော့ဗောနော်ဒါပေမဲ့ဝိဒနေရာကနေဗီဒီယိုကောလေးကနေပဲအမေတို့ကမြင်လဲရတော့ ပြည့်စုံတဲ့လူတယောက်အနေနဲ့ကတော့အဝတ်တင်နေရနေပဲဆုံးတော့မြင်တွေ့ရပြီးတော့ခံစားရတော့ဘဝရဲ့မြင့်မုတ်တော်တစ်ခုလုံးပြိုသွားခွေပြိုသွားပြီးတော့သူများတော့မသိဘူးကို့မှာတော့လောကအမောင်နဲ့ကြာသွားတယ်လို့စိတ်ထဲမှာထင်ခံစားရတယ်။ဒါဆိုကိုကတောက်လျှောက်သူ့ကိုတူးစုလာတော့စားစားရအကုန်လုံး လူလူသေးမရှိအောင်လုပ်ပေးခဲ့တယ်လူတယောက်နေနေပြောပြလို့မရအောင်ခံစားရတော့ပေါ့တကူဘယ်လိုကောင်းလဲဆိုတော့အပူရုပ်ကိုဟန်လုပ်ပြီးတော့နေနေရတဲ့ဘဝတွေပေါ့ယောက်ကမှရှိနေတဲ့လူအားလုံးပေါ့မိဘကရှိတဲ့အချိန်မှာတတ်နိုင်ဆုံးကိုကြည့်ရင်ပြီးနေလုတ်ပေးရပါဘူး ပြောခြင်းတို့ဒါကကိုကိုတိုင်းလှုပ်လာခဲ့တာဖြစ်တဲ့တို့ဘာလို့ကိုလိုပဲဖြစ်စီခြင်းတော့ဗောနော်တို့